အင်္ဂလိပ်ဝါကြတစ်ကြောင်းသိထားရင်နောက်ထပ်ဝါကြပေါင်း6ကြောင်း9ကြောင်းလောက်ပွားရေးလို့ရရနော်အဲကြောင့်မို့ဒီ sentence construction ကအရေးကြီးတယ်ဒီဝါကြတိဆောင်းလေးလေးသိထားဖို့လိုတယ်ကိုကမိနစ်တစ်လောင်းသိလိုက်တာနဲ့အဲ့6ကြောင်း9ကြောင်းပွားပြီးတော့မှအစားထိုးပြီးတော့မှရေးလို့ရရနော်ဟုတ်ပြီဒီဝါကြလေးကိုပွားပြီးတော့ရေးကြအောင်နော် you believe him မင်းသူ့ကိုယုံတယ်အဲ့ဒါကိုအငင်းပြောင်းမယ်မင်းသူ့ကိုမယုံဘူးပေါ့အဲ့ဆိုအငင်းပြောင်းနေဘာကိုကြည့်မလဲ verb ကိုကြည့်မယ် verb ကိုကြည့်မယ်နော် you ဆိုတော့အခုကိရိယာဘာခေါ်မလဲဆိုရင် do ခေါ်မယ် do not ရဲ့အတူကောက်က don't ပေါ့နော် you don't believe him. Vì là if we believe, you don't believe him. Mình tu cố mà dầu mù. À là mình cũng biểu mình, yes no question biểu mình. Mình tu cố dầu là, à xuyên. Do you believe him? No, do you believe? Do you believe him? Mình tu cố dầu là. Hả bì, à là ô quá. အငင်းမေးခွန်းပြောင်းလို့ရတယ်မင်းသူ့ကိုမယုံဘူးလားမင်းသူ့ကိုမယုံဘူးလားအဲ့ဆိုရင်ဟလာ don't ပေါ့နော် don't you believe him don't you believe him မင်းသူ့ကိုမယုံဘူးလားအဲအရောင်မှာထပ် question ထပ်ပြောင်းလို့ရတယ်မင်းသူ့ကိုမယုံဘူးဟုတ်တယ်မလားအဲ့လိုမျိုးပေါ့နော်အဲ့ဆိုရင် you don't believe b e l e v e believe you don't believe him into you အဲ့ဒီမှာ not by ဒီမှာမပါရအောင်နော်အဲ့ဆိုရင်ဘလို့ပါလာပြန်မလဲဆိုရင်မင်းသူ့ကိုမယုံဘူးဟုတ်တယ်မလားဒါကို third question လို့ခေါ်တယ်နော် third တော့မေးကွန်း you don't believe him do you အဲ့တော့ပဲမင်းသူ့ကိုဟုတ်လားယုံတယ်မလားသူ့ကိုမင်းယုံတယ်ဟုတ်တယ်မလားအဲ့လိုမျိုးပေါ့နော် မင်းသူ့ကိုယုံတယ်မလားအဆင်မပြောမှာစင် you believe him you believe him don't you အဲဒီမှာကျတော့ဒီမှာဟလာအငင်းပြောင်းမထားဘူးဆိုရင်ဒီမှာအငင်းပြောင်းနော်ထည့်ပြရမှာနော်အကြော believe ကိုအငင်းပြောင်းတော့ don't ပေါ့နော် don't အကြော don't you ပဲနော် don't you believe လို့ယူရမှာလို့ထပ် question ရဲ့ structure ဒီလိုပုံစံမျိုးမလို့အဲကြောင့်လို့ you believe him don't you မင်းသူ့ကိုယုံတယ်မလား you don't believe him do you မင်းသူ့ကိုမယုံဘူးမလားအဲဒါကို tag question လို့ခေါ်တယ်နော်ဒီနှစ်ခုကို tag question လို့ခေါ်တယ်ဟုတ်ပြီနောက်ထပ်ဘာပြောင်းလို့ရသေးလဲအဲ့လိုမျိုးပေါ့နော် do you တွေ don't you တွေကိုကပြောရမှာရှုပ်တယ်ဆိုရင်ဒီလိုပြောလို့လည်းရသေးတယ်ဒါကတော့ spoken english မှာပြောတာပေါ့နော် you don't believe him you don't if you don't believe him right ta No, you don't believe him right မင်းသူ့ကိုမယုံဘူးဟုတ်တယ်မလားနောက်တစ်ခု you believe him right အဲ့လိုမျိုးပေါ့နော်ဟိုက do you တွေ don't you တွေအဲ့လိုမျိုးတွေရေးရမှာရှုပ်တယ်ပြောရမှာရှုပ်တယ်ဆိုရင် right အဲ့လိုပြောလို့ရတယ် you believe in right မင်းသူ့ကိုယုံတယ်ဟုတ်တယ်မလားအဲမှန်တယ်မလားဟုတ်ပြီနောက်တစ်ခုဒီ do you believe in မင်းသူ့ကိုယုံလားဒါ yes no question ပဲရှိတယ်အဲ့တော့မကွာ wh question ပြောင်းလို့လည်းရတယ် wh စကလုံးကိုရှေ့မှာထည့်လိုက်မင်းသူ့ကိုယုံလားဆိုရင် do you believe him ba ba dùng dùng là là မင်းသူ့ကိုဘာလို့ယုံလာလဲဘာကြောင့်ယုံလာလဲဒါဆိုရင် wh -h question ဖြစ်လို့အဲ့ဆို why လေးထည့်လိုက်လေ why why do you believe him uh, why do you believe him in the, in ba dùng là là ဒါဆိုရင်မင်းသူ့ကိုဘာလို့ယုံလာလဲဒါဆိုရင်ဒါ wh question ဖြစ်သွားတယ်အဲ့ကြတော့ plus ဝါကြတဲ့ကြောင်းကိုသိရနဲ့နောက်ထပ်ဝါကြပေါင်းများစွာပွားရလို့ရတယ်1 2 3 4 6 8အများကြီးပဲပွားရလို့ရတယ်နော်အဲကိုအားကြောင့်လို့ဒီ silence construction ဒီဝါကြဒီဆောင်းဒီလေးတိထားမယ်ဆိုရင်ဒီကြောင်းသိရနဲ့နောက်ထပ်6ကြောင်း9ကြောင်းလောက်ပွားရလို့ရတယ်ပြီးတော့ meaning သိရနဲ့ဒါတွေကိုအစားထိုးပြီးတော့မှပြောလို့ရတယ်အမှ believe နေရာမှာ no KNW no like you know him အဲဆိုရင် you don't know him do you know him don't you know him you don't know him do you you know him don't you you don't know him right you know him right why အဲဒါကြတော့ why do you မင်းဘာကြောင့်သူ့ကိုသိတာလဲဆိုတာထက်မင်းသူ့ကိုဘယ်လိုသိတာလဲပေါ့အဲ့ဆိုရင်ဟာမင်းဘယ်လိုသိခဲ့တာလဲပေါ့ဘယ်လိုသိခဲ့တာလဲအဲ့ဆိုရင် did အဲအတိတ်ကိုပြောချင်တော့ did ဖြစ်သွားမှာ how did you know him how did you know him ဒါမင်းကိုဘယ်လိုသိခဲ့တာလဲအဲ့လိုမျိုးပေါ့နော်ကိုကဝါကြတရားအောင်သိတာနဲ့ meaning သိတာနဲ့အစားထိုးပြီးပြောင်းလို့ရရတယ် tenses လေးတွေသိထားမယ်ဆိုရင်နောက်ထပ်ဝါကြပေါင်းများဆိုတာထပ်ပြီးတော့မှပွားလို့ရသေးတယ်အဲ့ကြတော့ grammar သင်နေဆိုတာဒါကြောင့်ပေါ့နော်အဲ grammar သင်နေဆိုရင်ကိုယ်ပိုင်ဝါကြတွေများဆိုတာပွားပြီးတော့ရေးလို့ရတယ်ပေါ့နော်အဲနားလည်မှုထင်ပါရဲ့နော်အဲဒီ video လေးအကျိုးရှိရဆိုရင် comment မှာ yes လို့မှန်ခဲ့ပြီပေါ့နော်ဒီနေ့တော့ bye that's all for thanks for watching bye bye